အားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘရာ28ရက်28ရက်နေ့မှာတော့တကိတ်နေတိုးတို့မြင်းများတို့တကိတ်နာမည်ကြီးတွေပါဝင်တဲ့တရုတ်ဆောင်ထားတဲ့ရွေးကောက်ပွဲရဲ့ဝါဒဖြန့်ဒီတည်င်းတွေကိုနေပြီးတော့သူတို့ကဖြန့်တယ်နော်ဒါအဲ့လိုမျိုးဇက်ကားတွေရိုက်တယ်အဲ့ဒါကတကိတ်ရွေးကောက်ပွဲကိုအခြေပြုတဲ့ဇက်ကားတစ်ခုဖြစ်တယ်ဆိုတော့ဒီတည်င်းကတော့ဟိုတရက်နေ့ကနေတော်တော်နာမည်ကြီးတဲ့တည်င်းတစ်ပုဒ်ဖြစ်တယ်ဆိုတော့ဒီနေ့ကတော့တကိတ်ဘိုက်ခော့အလုတ်ခံရမယ့်အခြေအနေအထိကိုရောက်နေတယ်တကိတ် UG ဖွဲ့ ဒါကနေပြီးတော့တကယ်ပြင်းပြင်းထန်ထန်နော်ဘလို့သတိပေးလဲနော်ဘလို့ boycott လုပ်ကြလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတဲ့င်းကိုကြားမယ်ပြီးလို့ရှိရင်တော့ဒီဂျာဖြန်ကိစ္စပဲနော်အဲ့ဒါက BJF နော် BJF တို့ဖွဲ့ကနေပြီးတော့ဒီဂျာဖြန်ကိုနော်လုတ်တယ်သူတို့အေးအေးမှုတွေသူတို့စက္ကဆာနဲ့ပေါင်းပြီးတော့စက္ကားတွေနော်တရုတ်ဖို့စက္ကားတွေသူတို့ရိုက်တယ်အဲ့ဒီ issue တွေကကျွန်တော်တို့တကယ်ကုလသမဂ္ဂရဲ့ စိန်မြင့်ပေါ်မှာရောက်လာတယ်เนาะအဲ့လိုမျိုးတည်င်းလို့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကဘာပေါ်မှာတည်င်းအားအကြီးဆုံးမှုတိုင်းကိုတက်ခိုက်ဖို့เนาะရှိတယ်အခုလက်ရှိလက်အခုဒီတည်င်းမီဒီယာမှာတင်ပြခင်မှာเนาะအဲ့ဒီမှာတိုက်နေပြီဆိုတော့တည်င်းအဲ့ဒီမှာလည်းအသေးပြောက်တွေတော်တော်ရှိနေတယ်ဆိုတော့တည်င်းကိုလည်းကျွန်တော်တို့ကြားရမယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့တကယ်နာမည်ကြီးနေတဲ့နေတိုးလို့ရိုက်တဲ့ရွေးကောက်ပွဲကိုအခြေပြုထားတဲ့အဲ့ဒီဗီဒီယိုအကြောင်းကိုကျွန်တော်တို့ခြေအောင်เนาะဆိုတော့အဲ့ဒီမှာသူတို့ ဘာဖြစ်လို့ဒီလိုစက်ကောက်ရရလဲဆိုလို့ရှိရင်ပြည်သူလူထုတွေကိုမှိုင်းတိုက်တာပြည်သူလူထုတွေကိုဝါဒဖြန့်တာပေါ့နော်ဝါဒဖြန့်တာဆိုတော့အဲ့ဒီဗီဒီယိုစက်ကောက်ကိုသူတို့ရိုက်တယ်နော်ရိုက်တယ်ဆိုတော့အဲ့ဒီဗီဒီယိုစက်ကောက်ထဲမှာဘသူတွေပါဝင်လဲဆိုလို့ရှိရင်တော့နေတို့ပါတယ်မြင်းမြတ်ပါတယ်နာမည်ကြီးတွေပဲနေဝင်းပါတယ်ပြီးလို့ရှိရင်တော့ HMO ပါတယ်ပြီးလို့ရှိရင်ချူလေးပါတယ်မင်းမြင့်မို့ပါတယ်အောင်ခိုင်ပါတယ်အောင်ခိုင်တို့ပါလို့ဆိုလို့ရှိရင်တော့နာမည်ကြီးတွေပေါ့နောက်ပြီးတော့ငါပြောချော်လို့ပါတယ်ပြီးလို့ရှိရင်အောင်တိုနိုင်လင်းတုလက်စူပါလင်းပြီးလို့ရှိရင်တော့မင်းညိုတို့ ်အောက်ကပြဲတို့ရဲရင်တို့ရောကြော်တို့ပြီးလို့ရှိရင်တော့အုံစင်ဖြိုးတို့စသဖြင့်သူတို့ပါတယ်နော်ပါတယ်အဲ့ဒီမှာတရုပ်ဆောင်ထားတယ်ဆိုတော့အဲ့ဒီမှာအတိကဒီမှာပြောတဲ့စကားလုံးတွေပြသူလို့ထုတ်တွေရဲ့နှလုံးသားထစ်ဖို့နော်ရက်ခတ်စေတဲ့တကယ့်နာချီစေတဲ့စကားလုံးကရွက်ကောက်ပွက်ကိုလှုပ်ဖို့ပြင်တယ်နော်လှုပ်ဖို့ပြင်တယ်လှုပ်ပြင်တော့လဲအတူရောရွက်ကောက်ပွက်လို့ပြောပြန်တယ်ဆိုတဲ့ဟာကိုနေတိုးပြောတယ်ဆိုတော့ဒီမှာအောင်ခိုင်ကပြောထားလဲဆိုလို့ရှိရင်နော်ရွက်ကောက်ပွက်လည်းနင်းလာပြီဒီအစိုးရကပြောလို့မဲ့ ဒီ corporate တွေမှာဆိုလို့ရှင်တကယ်ဒီ Facebook တို့မှာ post တွေတက်လာမယ်เนาะ post တွေတက်လာမယ်အဲ့ဒါကိုယုံကြောပြီးတော့မလုံနဲ့လုံတွေကိုတတ်မှတ်ထားတာရှိတယ်အဲ့ဒီဥပဒေတိုင်းပဲအစိုးရကပြောပြောတဲ့အတိုင်းလုံမှာဆိုတဲ့ဟာကိုတတိပေးတာเนาะအဲ့လိုမျိုးပြောတာကိုကျွန်တော်တို့တွေ့ရတယ်ပြည်သူလူထုတွေကိုတကယ်နာချစ်စေတဲ့နော်အဲ့ဒီစကားလုံးတွေကိုတုံးထားတဲ့ဟာတွေဖြစ်တယ်ဆိုတော့အဲ့ဒီ video file တွေကတကယ်နာမည်ကြီးနေတယ်ဆိုတော့အခုသူတို့ကနေပြီးတော့ရန်ကုန်မှာရှိတဲ့ UG အဖွဲ့เนาะငါးဖွဲ့ကနေပြီးတော့သူတို့ကိုပြင်းပြင်းထန်ထန်အေးအေးယူမယ်ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့ပြောထားတာရှိတယ်ပြီးလို့ရှိရင်တော့ဒီလိုလိုထိုးအားလုံးကလည်းသူ့ကို boycott လုပ်ဖို့ဒီအဖွဲ့တစ်ဖွဲ့လုံးကို boycott ဆိုတာက social punishment လို့ခေါ်တယ် social punishment လို့ခေါ်တဲ့အခါမှာလူမှုအတိုင်းဝိုင်းမှာသူတို့ကိုလူရမသွင်းဖို့နော်အဲ့လိုမျိုးအားလုံး boycott လုပ်ဖို့အတွက်ဒီနေ့အားလုံးကြီးညာချဲ့ဖို့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့သူတို့ထိရောက်မှုတွေလည်းတော်တော်ရှိနေတယ်တချို့စာချုပ်တွေလည်းရစေခံရတယ်ဆိုတဲ့ဟာကိုတည်င်းထွက်လာတယ်ဆိုတော့ဒီတည်င်းကတော့တကယ်တော့ရေပန်းစားတဲ့တည်င်းတစ်ပုတ်ဖြစ်တယ်ဆက်လက်ပြီးတော့လည်းဒီတရက်နှစ်အတွင်းမှာ လုံးမုံနေဦးမယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ်။ဘာဖြစ်လို့ဆိုတော့တော်တော်ကို issue ကြီးတယ်။တော်တော်ကိုဒီလူတွေကိုပြင်းပြင်းထန်ထန်ယူဖို့လည်းပဲဒီရန်ကုန်က UG လို့ခေါ်တဲ့မြေအောက်ဒေါ်လာရဲ့အဖွဲ့ရှိတယ်။အဲ့ဒီဒေါ်လာရဲ့အဖွဲ့ရဲ့နော်ပြင်းပြင်းထန်ထန်ရေးယူမယ်လို့ပြောတဲ့အခါမှာတော့ကျွန်တော်တို့တည်ထားဖို့လိုနေမယ်။ဆိုတော့အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်အဲ့ဒီ UG ဖွဲ့တဲ့ကရန်ကုန်မှာရှိတဲ့ဒီစက္ကဆိုင်ရဲ့တောက်တိုင်းကိုတစ်ခုချင်းတစ်ခုချင်းဖြုတ်တာနော်ဖြုတ်တာ။ဆိုတော့တော်တော်ကိုဖြုတ်ခံရလိမ့်မယ်နော်ခံရလိမ့်မယ်တော်တော်ကိုတည်ထားဖို့ဖြစ်တယ်။ဆိုတော့ အဲ့ဒီဟာကတကယ်နော်ကြီးမားတဲ့ issue တစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ကြားဖြတ်နော်ကြားဖြတ်ကိုပုံမဆိုင်ဆိုင်မဆက်ဘာတမ်းမှကျွန်တော်တို့မကြားခင်ကတည်းကနေပြီးတော့တော့ဘာတင်တက်လာလဲဆိုလို့ရှိရင်အာအဲ့ဒီကကဖောက်ကနေပြီးတော့စကားစကားဝင်စည်းတယ်ဆိုပြီးတော့လူတွေကိုဖမ်းပွေတယ်လုတ်ပြတယ်စသဖြင့်အဲ့လိုမျိုးမလုတ်ခင်မှာသူတို့ကအတိပေးထားပြီးသားနော်ထွက်ပြေးဖို့ဝင်စည်းဖို့ဆိုတဲ့တင်ကိုသူတို့ အဲ့ဒီပြတာဟန်ပြလောက်တော့မယ်အဲ့ဒီမမုံချစ်သူနဲ့စကားဆိုင်နဲ့ပေါင်းပြီးတော့ဆိုတော့အဲ့ဒါကိုလူတွေကဂျိုးသိတဲ့ခါကျတော့ဂျိုးပြီးတော့ထွက်ပြေးကြတယ်။နောက်ဒီနိုင်ငံခြားသားတွေလည်းအများကြီးပါတယ်။ဆိုတော့နိုင်ငံခြားသားတွေ3-4ယောက်တော့မှတည်တယ်။အခု1,500ထိတော့မှကျွန်တော်တို့ထိုင်းဖက်ကိုရောက်သွားပြီ။ဆိုတော့အဲ့ဒီမှာဒီကိတ်ခုံလုံးမဲ့နေရာတွေကိုလည်းသူတို့လုတ်ပြရတဲ့နေရာ၄ခုကိုလုတ်ပြရတယ်။ဆိုတော့လူတွေကိုဖမ်းပြတယ်။အယောက်ပေါင်းတော့1,000တဲ့နေရာကိုဖမ်းစီပြတယ်။ဆိုတော့အခုတရုတ်ရဲ့တကက်အလိုလားဆုံးကြားဖြန့်ခေါင်းဆောင်ကိုလည်းပြနေပြီးတော့တရုတ်ကိုလွှဲပေးဖို့ပထမလိုင်းမှာဒီတရုတ်နဲ့ ထိုင်းနဲ့လုပ်တဲ့အချိန်မှာအဲ့ဒီမကောင်းဆောင်ကိုဖမ်းထားတာရှိတယ်။ဒါပေမဲ့ထိုင်းရဲ့ဥပဒေအရလွှဲပစ်ခွင့်မရှိဘူး။ဒါပေမဲ့အခုကတော့သူ့ကိုလွှဲပစ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့အဲ့ဒီဟာကတကယ့် issue ကြီး။ဆိုတော့အဲ့လိုမျိုးမယမ်းမလာပါဘူးလို့ဖြစ်ရတာလေ။ကျွန်တော်တို့စဉ်းစားတဲ့အခါကျလို့ရှိရင်နော်အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့ဒီဖက်မှာအစည်းအဝေးတက်ဖို့ရှိတယ်ဆိုတဲ့ဟာကိုကြားတယ်။အဲ့ဒီမကြားခင်မှာဆိုလို့ရှိရင်ဒီအီလွန်မတ်ရဲ့ ဒီ starling ကိုနေပြီးတော့2500အထိသူပိတ်ချလိုက်တယ်เนาะပိတ်ချလိုက်တယ်အဲ့ဒီဟာကိုတော်တော်ကြောက်တဲ့ပုံပေါ်တယ်เนาะပေါ်တယ်ဆိုတော့အခုကအမေရိကန်သမ္မတကလည်းဒီ ASEAN အစည်းအဝေးမှာရောက်လာပြီရောက်လာတဲ့ခါကျတော့အဲ့ဒီဂျာပန်ကိစ္စနဲ့တစ်ချက်မှမပြောဘူးเนาะမပြောတဲ့ခါကျတော့ပြန်ပြီးတော့အခု BGF ရဲ့ခေါင်းဆောင်လုံးရှိသူကမလုပ်လာလဲဆိုလို့ရှိရင်เนาะအဲ့ဒီမှာရှိတဲ့ဂျာပန်တွေဆိုလို့ရှိရင်ဘာမှလုံခြုံရေးစိုးရင်စရာမလိုဘဲနဲ့လွတ်လွတ်လပ်လပ်လာပြီးတော့လုတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာကိုတရားဝင် ထုတ်ဖော်လေဆိုတဲ့ဟာကိုအဲ့ဒီအတိုင်းမှာရှိတဲ့ရောက်ဖြန်ကောင်းဆောင်တွေအဲ့ဒီမှာရှိတဲ့ပြည်သူလူထုတွေစီကနေပြီးတော့သိရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့အဲ့ဒီထက်မှာဒီလာအိုမှာရှိတဲ့ trick အနေနဲ့ဒူဆိုက်ကောင်းဆောင်ဂျောင်ဝေဆိုတဲ့လူကနေပြီးတော့အခုထွက်ပြတဲ့ဒီမြောက်ဒီထက်မှာထွက်ပြတဲ့နေရာတွေမှာလည်းပါဝင်နေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတိတ်ပြတော့ဒီကြားဖြန်ဆိုလို့ရှိရင်ဘာမှစိတ်ပူစရာမလိုဘဲနဲ့ပုံမှန်လေးပတ်နိုင်တယ်လွတ်လွတ်လပ်လပ်လုပ်နိုင်တယ်ဆိုတဲ့ဟာကိုကြားဖြန်ကောင်းဆောင်မုံချစ်သူကနေပြီးတော့ ပြန်ပြီးတော့ခေါ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနေမယ်ဆိုတော့အဲ့ဒီဟာကဘာဖြစ်လို့လဲဆိုတော့ဒီ American သမန္တကအာဆီမလာတယ်သူတို့အဲ့ဒီအကြောင်းကိုပြောမယ်လို့ထင်တယ်မပြောဘူးဘာမှမပြောဘဲနဲ့ကျွန်တော်တို့ဒီကမ္ဘောဒီးယားနဲ့ထိုင်းနဲ့စာချုပ်ကိုချုပ်ဆိုတယ်အာဆီနိုင်ငံမှာနေပြီးတော့စစ်တပ်နိုင်ငံအဖြစ်နဲ့အရှေ့တီမောကိုသွင်းတယ်ပြီးလို့ရှိရင်တော့ဒီဖိလစ်ပိုင်ကိုနေပြီးတော့သူတို့ဥက္ကဋ္ဌလွှဲတယ်2016အတွက်နော်ဆိုတော့နောက်တစ်ခုကရွေးကောက်ပွဲမှာပါမရှင်ပြိုင်ဖို့လုပ်တဲ့အခါမှာအဲ့ဒီမှာဆုံးချက်မဲ့အဖွဲ့ကိုအာဆီယံအဖွဲ့အနေနဲ့သူတို့မလှုပ်ဘူးဒါပေမဲ့ဒီမလေးရှားရဲ့သမ္မတကတော့ လှုပ်ဆီချင်တယ်ဆိုတဲ့သဘောလိုလည်းကျွန်တော်တို့ကြည့်ရတယ်ဒါပေမဲ့ ASEAN တော့သူတို့ဆုံးဖြတ်တယ်မလှုပ်ဘူးเนาะမလှုပ်ဘူးဒါပေမဲ့တနိုင်ငံချင်းစီကတော့သူတို့ရဲ့စင်တာနဲ့သူတို့ပဲတနိုင်ငံချင်းစီအဲ့ဒီစင်နိုင်ငံမှာတချို့နိုင်ငံတွေကသွားနိုင်တယ်ဒါပေမဲ့အဲ့ဒီဟာတော့ ASEAN နဲ့မဆိုင်ဘူး ASEAN အဖွဲ့အစည်းတစ်ခုအနေနဲ့တော့သူတို့မသွားဘူးဆိုတဲ့ဟာတော့ထုတ်ပြန်တယ်ပြီးလို့ရှိရင်တော့ ဒီဒီဇမလာနဲ့ဆက်ရှယ်ရနေမတိုင်မီမှာတိုက်ခံတွေနဲ့အကုန်လုံးဖွဲ့စည်းအားလုံးကိုတွဲဆုံရမယ်ဆိုပြီးတော့သူထုတ်ပြန်တယ်ထုတ်ပြန်တော့ဒီနေ့တည်းတင်တက်လာတယ်တက်လာတော့အဲ့ဒီတင်တင်ကပါလဲဆိုလို့ရှင်เนาะအဲ့ဒီကွာလာလမ်ပူမှာအခုမလေးရှားဝင်ကြီးကနေပြီးတော့အဲ့ဒီမှာဖိတ်ခေါ်တယ်เนาะအဖွဲ့စည်းပေါင်းတိုင်းရတာအဖွဲ့စည်းနဲ့၁၈ဖွဲ့ရှိတယ်အဲ့ဒီမှာတကယ့် ဒေါ်လာရဲ့အဖွဲ့တွေအားလုံးစုစုပေါင်းလို့နေပြီးတော့အဲ့ဒီမှာကျင်းပကိုခေါ်တယ်ဆိုတဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာဂျာဖျန်ကလည်းပဲနော်ကုလသမဂ္ဂမှာတာမန်ကြီးအခုမြန်မာနိုင်ငံရဲ့တာမန်ကြီးဦးချုံမုံထွန်းကနေပြီးတော့နော်ဒီဂျာဖျန်ကိစ္စမှာအဓိကပေါင်းပတ်သက်တဲ့လူဟာဆိုလို့ရှိရင်ကျွန်တော်တို့မအလာပဲဖြစ်တယ်စစ်တပ်ပဲဖြစ်တယ်ဆိုတဲ့ဟာကိုအဲ့ဒီမှာတင်ပြတယ်နော်အဲ့ဒီမှာကုလသမဂ္ဂမှာဆိုတော့ဒီမှာဦးချုံမုံထွန်းရဲ့အခန်းကဏ္ဍကအဲ့ဒီမှာနော်ကုလသမဂ္ဂမှာထိုင်ခွင့်ရှိတယ်ပြောခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်မြင်တာကတော့သူတင်ပြတဲ့ဟာကိုသူများပါတော့ခွင့်မရတာမတွေ့ဘူးဆိုတော့ เนาะဘာမှလည်းကျွန်တော်ကတော့အဲ့ဒါကျွန်တော်သူ့ရဲ့အကြောင်းကိုကျွန်တော်တစ်ခါမှတင်ပြလည်းမရှိဘူးเนาะဘာမှလည်းကြိုးမရှိဘူး तू ပြောတယ်ပြောတာတော့ပြောတာပဲဘာမှလည်းရအောင်အတွက် तू မလုပ်ပေးနိုင်ဘူးเนาะပြောတာပြောတာတစ်ခုပဲเนาะကိုလသမကမှာဘာတစ်ခုမှရေးယူတာမရှိဘူးเนาะဆိုတော့နောက်တစ်ခုကအယုတ်ကြီးကလည်းပြောတယ်เนาะအခုထင်ထင်ရှားရှားတွေးလာရတဲ့ဆက်ကဆာဆိုလို့ရှိရင် DPGF မဟုတ်ချစ်သူတို့ဂျာဖြတ်တော့ဖွဲ့တွေကိုနေပြီးတော့ နော်လုံခြုံမှုတွေပေးတဲ့အကာအကွယ်ပေးတယ်ဆိုတာထင်ရှားတယ်ထောက်ထားတယ်တွေ့ရတယ်အဲ့ဒါကြောင့်နိုင်ငံတကာကပြက်ပြက်သားသားအရေးယူဖို့နေအတွက်သူတို့ကလည်းအယူအကြီးကလည်းတောင်းဆိုတာကိုတွေ့ရမယ်နောက်တစ်ခုက2025မှာဆိုလို့ရှိရင်ကပအင်အားအကြီးဆုံးနော်အကြီးဆုံးမှုတိုင်းလို့ခေါ်တယ်အဲ့ဒါကတနာရီကို185မိုင်အထိတိုက်ခိုက်ဖို့ရှိတယ်နော်တိုက်ခိုက်ဖို့ရှိတယ်အဲ့ဒီ hurricane မုန်တဲ့ဟာဆိုလို့ရှိရင်အမေရိကန်နိုင်ငံကိုဥတီပြီးတော့အနားမှာရောက်နေပြီလို့နော်အခုအရှိကတတိယမှာကျွန်တော်တို့ကြားရတယ်အခု တတိမတင်ဆက်ခင်မှာတတိနှစ်ပုတ်တက်လာတဲ့ BBC ကအဲ့ဒါကတိုက်နေပြီเนาะဒီမှာလူ၃ယောက်သေနေပြီဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့တော်တော်ကိုပြင်းတယ်เนาะတနာကြီးကို185မိုင်ထိတောင်မှတက်တဲ့ကပမအကြီးကြီးဆုံးပြည့်စုံမှုတွေကိုအဲ့ဒီမှာရှိမယ်ဆိုတဲ့ဟာကိုခံမှန်းထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကဂျမေကာနိုင်ငံမှာဆိုတော့မြန်မာနိုင်ငံနဲ့တော့နှောင်းဝဲတဲ့အခါကျတော့မြန်မာနိုင်ငံကိုတတိပေးချက်ထောက်ပြန်တာတော့ဘာလို့ပေးနေရမှာပေးဖက်မှာဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မတွေ့ရဘူးဆိုတော့အဲ့ဒီနိုင်ငံမှာကြီးကြီးเนาะပြည့်စုံဆုံးမှုရှိမယ်ဆိုတဲ့ဟာကိုတော့เนาะ ထုတ်ပြထားတာတွေ့ရတယ်လူကလည်းတောရောက်သိနေပြီတော့ကျွန်တော်တို့နော်တတင်းရကျွန်တော်တို့ကြားမှာဖြစ်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်အကြောင်းရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်စစ်တွေမှာတော်တော်ကိုတိုက်ပွဲတွေပြင်းထန်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာကြောက်ဖြူမှာလည်းတော်တော်ကိုတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတော့စကစဖက်ကနေပြီးတော့ဒေးချောင်းရွာမှာမုစလင်အရောက်ပေါင်း300ပေါင်းနေပြီးတော့အဲ့ဒီမှာစစ်တပ်နဲ့ပေးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီမုစလင်တွေကိုစစ်တပ်နဲ့ပေးတာက နော်သူတို့ဘာသာရေးမိုင်းတိုက်တယ်မင်းတို့လူမျိုးอ่ะဆိုလို့ရှိရင်မင်းတို့ဖျားသခင်ကမင်းတို့လူမျိုးရဲ့မင်းရဲ့တိုက်ပြေတွေကိုကာကွယ်ဖို့အတွက်နော်ပြောထားတာရှိတယ်အဲ့ဒါကြောင့်မင်းတို့ကနော်ကိုယ့်ရဲ့တိုက်ပြေကိုနော်ကိုယ့်ရဲ့နေမျိုးကိုကာကွယ်ရမယ်စသဖြင့်မိုင်းလုံးနဲ့ဘာသာရေးမိုင်းတိုက်တာနော်မိုင်းတိုက်ပြီးတော့ကိုယ်အာစာတို့ဘာတို့ကိုလက်နဲ့တွေထုတ်ပေးတယ်စသဖြင့်ပြန်မြောက်ပင်ပေးတယ် စသည်ဖြင့်ဒါစကားစကားပဲလောက်တာပဲဖြစ်တယ်ဆိုတော့ဟိုဖက်ကလည်းဒုနေ့လကောင်ပဲရိုဟင်ဂျာလို့ပြောတဲ့လူတွေကလည်းပထမတော့မာလာတို့ကိုနေပြီးတော့တကယ်ရန်သူဖြစ်နေတတ်မှတ်တယ်သူတို့ကိုဟိုဖက်မှာ ICC ထိတောင်မှတော့ခေါ်ဖို့အဆင့်ထိသူတို့လုပ်တယ်ဒါပေမဲ့အခုကတော့ဘလို့ဖြစ်လာလဲဆိုလို့ရှိရင် AA ကအဲ့ဒီမှာစုံမိုးတဲ့ခါကျတော့ AA ကသူတို့တွေ့ရန်သူဖြစ်သွားပြီနော်အတိတ်ကတော့မာလာမဟုတ်တော့ဘူးဆိုတော့မာလာနဲ့သူတို့ကတစ်ဖက်ဖြစ်သွားတယ် ိုတဲ့ခါကျတော့မအလာကလက်နဲ့တွေခရရတွေထောက်ပံ့တဲ့တစ်ဖက်ကနော်အဲ့လိုမျိုးမြောက်ပင်ပေးထားတယ်တိုက်မင်းတို့ချအဲ့ဒီအေအေကိုအဲ့လိုမျိုးပုံစံမျိုးဆိုတော့အခုစစ်တွေမှာတော့မှအယောက်ပေါင်း300ထိတော့မှအဲ့ဒီမှာစစ်တင်နာပေးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပြီးလို့ရှိရင်တော့အေအေရဲ့ထိန်းချုပ်ထားတဲ့နေမြေတွေမှာဆိုလို့ရှိရင်ဘုံတွေတကုံလိုက်ရေးနေတယ်အဲ့ဒီမှာတောင်ကုတ်အဲ့ဒီမှာဟောတထားအထက်တန်းချောင်း ုနေပြီးတော့နော်ပုံပေါင်900နေနေပြီးတော့ပုံချိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီဘက်မှာ net ရကန် you have gone ကတော့နည်းနည်းလေးပဲချန်တော့တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီမှာလုပ်တဲ့အခြေအခြေအဲ့ဒီမှာစစ်ကူတွေပို့နေတယ်အဲ့ဒီမှာတိုက်ခိုက်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာဆိုလို့ရှိရင်လည်းကပ္ပါစာ16နဲ့ဆိုလို့ရှိရင်နှစ်မိုင်လောက်ပဲကွာတော့တယ်နော်ကွာတော့တယ်ဆိုတော့အဲ့ဒီမှာရှိတဲ့တကက်ကာကင်းဖြစ်တဲ့63လုံး point ကိုလည်းအေကနေပြီးတော့သိမ့်ပိုက်ထားပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဟာကိုပြန်ရဖို့တဲ့သူတို့ထိုးစစ်စင်နေဒါပေမဲ့မရသေးတဲ့အပြင်အဲ့ဒီမှာရိတ်ခါထောက်ဖို့ နော်အဲ့ဒီစခန်းတစ်ခုကိုလည်းပြန်ပြီးတော့စကားစကားလိုက်လို့လိုက်ရတယ်ဆိုတော့အဲ့ဒီကပ္ပစ16ရမ်းချက်တဲ့ကပ္ပစ16နဲ့နမိုင်ပဲအကွာမှာ AA ကအဲ့ဒီမှာရောက်ရှိနေပြီ AA လို့ပြောတဲ့အခါမှာသူရမဟာမိတ်တွေပေါ့ဆိုတော့အဲ့ဒီမှာတကယ် PDF တွေနဲ့ပူပေါင်းပြီးတော့အဲ့ဒီမှာနမိုင်ထိတောင်မှရောက်ပြီဆိုတော့တည်င်းကောင်းတွေကိုလည်းကျွန်တော်တို့ကြားမှာဖြစ်တယ်ဆိုတော့ဒီနေ့အောက်တိုဘာလနဲ့ဆက်ရှိရနေမှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ